ာပါ DPP ရဲ့ဖက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့စစ်အုပ်စုဖန်တီးမဲ့ရွေးကောက်ပွဲကိုမဲမပေးကျင်သူတွေဟာဒလန်တွေလားစစ်တပ်ကိုဆက်လက်အုပ်ချုပ်စေခြင်းတဲ့သူတွေလား IMMM ရဲ့အကြီးအကဲကမြန်မာနဲ့ပတ်သက်ပြီးသတင်းထုတ်သတင်းအမှားတွေပြောခဲ့သလား PDF တွေကပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေသလားစားတဲ့လက်တလုံးလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တက်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သတင်းတူသတင်းအမှားတွေဝေခွဲရခက်နေ DPP Fact Check Facebook Page ကိုလာရောက်မေးမြန်းနိုင်တယ်လို့သတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DPP Fact Check Telegram Channel ကိုလည်း join ထားနိုင်ပါတယ်ကျွန်မကတော့တက်ဆက်သူအိမ်ပါသွေးလေးဘက်နာအပါဝင် လေးဘက်နာဖြစ်ရင်ဂွေရောက်ရွက်ကိုထောင်းထားတဲ့အရင်နဲ့အိမ်ကျအုပ်ဖောက်တော့ရင်တတ်တာရဲဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ ျမ်းမာရေးဆိုတဲ့ Facebook page ကနေအော်တိုဘာလ31ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန်လည်မျှဝေသူတွေလည်းများပြားနေပါဗျ။သွေးလေးပနာဟာနာတာရှည်ယောဂတစ်မျိုးဖြစ်ပြီးခုခံအားကိုကမောက်ကမဖြစ်စေတဲ့ယောဂအစစ်အမြစ်တွေရောင်ရမ်းတဲ့ယောဂပဲဖြစ်ပါတယ်။ Green Wax Flower လို့ခေါ်တဲ့ခွေးတော့ရွက်ဟာမြန်မာစေးကျမ်းမှာလေချောင်းနာ၊လေယောဂ၊အစိတ်သင့်နာ၊ပန်းနာရင်ကျက်ယောဂနဲ့ကြက်အစိတ်သင့်အပါဝင် ယောဂါတချို့ကိုတတ်တာစေနိုင်တယ်လို့ဖော်ပြထားပေမဲ့သွေးလေးပတ်နာကိုတတ်တာစေတယ်လို့ရေးသားထားတာမျိုးမရှိပါဘူး။ဒါအပြင် သွေးလေးပတ်နာဖြစ်ခဲ့ရင်လေ့ကျင့်ခန်းလုပ်တာအနားယူတာအစစ်အမြစ်လေ့ကျင့်ခန်းလုပ်တာအပူအေးအေးကပ်ပေးတာအစားမျှတအောင်စားတာသက်ဆိုင်ရာအထူးကုဆရာဝန်တွေနဲ့ကုသတာခွဲစိတ်ကုသတာတွေလုပ်ပေးဖို့ကိုသာကျန်းမာရေးဝန်ကြီးဌာနကညွှန်းဆိုထားပါတယ်။ဒါအပြင်သွေးလေးပတ်နာကို ဂွေရောက်ရွက်နယ်ကုသနိုင်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတိတ်ပန်နီးကြသုတေသနပြုထားတဲ့အချက်လက်တွေမရှိတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်သွေးလေးပတ်နာအပါဝင်လေးပတ်နာယောဂတွေဖြစ်ပွားတဲ့အခါမျိုးမှာကျွမ်းကျင်သမားတော်တွေနဲ့သာပြသကုသဖို့လိုအပ်ပြီးဂွေရောက်ရွက်ကသွေးလေးပတ်နာအပါဝင်လေးပတ်နာတွေတတ်တာတယ်ဆိုတာဟာအတိမပြုတ်နိုင်တဲ့သတင်းအမှားသာဖြစ်ပါတယ်။ယောဂတစ်ခုဖြစ်ပွားလာရင် ကောင်းလို့ရရဆင်းမီးတို့တွေနဲ့ကုသနေမယ်ဆိုရင်ယောဂလက္ခဏာပုံမဆိုးရစေနိုင်တယ်ဆိုတဲ့အချက်ကိုမမေ့လျော့ကြဖို့တတိပေးလိုက်ရပါတယ်ဆဲအုပ်စုဖန်တီးမဲ့ရွေးကောက်ပွဲကိုမမပေးခြင်းသူတွေဟာဒလန်တွေစစ်တပ်ကိုဆက်လက်အုပ်ချုပ်စေခြင်းတဲ့သူတွေဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရွေးကောက်ပွဲအတွက်အားစိတ်လုံးပန်းနေတဲ့ဆဲအုပ်စုနဲ့စစ်လော်ဘီတွေရဲ့လှုပ်ဆောင်ချက်တွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။မဲမပေးကျင်သူတွေဟာဒလန်တွေဆိုတဲ့ဖြန့်ဝေမှုကိုနောက်ရဟစ်တိုင်နဲ့ကိုသက် Telegram Channel တွေကနေအော်တိုဘားလ26ရက်နေ့ကဖြန့်ဝေနေရပဲဖြစ်ပါတယ်။ဒီဖြန့်ဝေမှုနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာစစ်အုပ်စုဟာရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်ဖို့လှုံ့ဆော်နေပြီးစစ်အုပ်စုစီစဉ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော်လှန်ရေးအင်အားစုတွေကအထုအယောင်ရွေးကောက်ပွဲလို့ကြေညာပြီးစန့်ကျင်သဘိမ့်မှောက်နေကြတာပဲဖြစ်ပါတယ်။ ဒီလိုဆင့်ကျင်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီးအထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု General Strike Coordination Body GSCB ကရွေးကောက်ပွဲဟာအကြမ်းဖက်ပွဲ၊လုတ်ပွဲ၊ထောင်ချောက်တာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်စစ်အုပ်စုဟာစစ်ရာဇဝမှုနဲ့မတရားမှုပေါင်းစုံကျူးလွန်ပြီးရွေးကောက်ပွဲကျင်းပနိုင်ရေးပြင်ဆင်နေတဲ့အတွက်ကြောင့်ရွေးကောက်ပွဲကိုဆန့်ကျင်တပိတ်မှောက်ဖို့လှုံ့ဆော်နေကြတာသာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒီလိုတော်လှန်ရေးအဖွဲ့တွေကရွေးကောက်ပွဲကိုစန့်ကျင်နေပေမဲ့တစ်ဖက်မှာလည်းစစ်အုပ်စုနဲ့ထောက်ခံသူလော်ဘီတွေဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနီးလန်းမျိုးစုံကိုတုံးပြီးဖြန့်ဝေနေတာပါလက်တလုံးမှာတော့စစ်အာဏာသိမ်းထားမှုကနေတရားဝင်ဖြစ်စေဖို့ရွေးကောက်ပွဲကိုအတုံးချနိုင်ရေးအတွက်စိုင်းပြင်နေတဲ့စစ်အုပ်စုနဲ့ထောက်ခံသူလော်ဘီတွေဟာရွေးကောက်ပွဲမှာမဲပေးရေးနဲ့ပတ်သက်လို့အတုံးပြုတ်တဲ့နီလန်းတွေထဲမှာလူ widetilde များထင်ရှားသူတွေကိုအတုံးချကြိုးပမ်းနေတာလည်းတွေ့ရှိရပါတယ် ဒီလိုကြိုးပမ်းမှုတွေထဲမှာတရုတ်ဆောင်တွေနဲ့ဇက်ကားတွေထုတ်လုပ်မှုတွေလှုပ်ဆောင်နေပြီးရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ချင်းချောက်ပြောဆိုမှုတွေပါပါဝင်နေတာပါဒါအပြင်စစ်အုပ်စုဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်မှုဝေဖန်ရေးသားပြောဆိုမှုတွေအပါအဝင် Facebook မှာကိုကြိုက်နှစ်တက်တာကို react ပေးတာကအစဖန်ဆီးထောင်ချနေတာပဲဖြစ်ပါတယ်ရွေးကောက်ပွဲဥပဒေနဲ့အရေးယူခံထားရသူအရေအတွက်88ဦးထိရှိလာတယ်လို့လည်းထုတ်ပြန်ထားပါသေးတယ် ဒါအပြင်ရွေးကောက်ပွဲဥပဒေနဲ့စစ်အုပ်စုရဲ့ဖမ်းဆီးခံထားရသူတွေထဲမှာသတင်းဖော်ပြမှုကိုထောက်ခံအပီရီယဲလုပ်ယုံနေတဲ့ဒရိုက်တာဇက်ဗျူထွန်းသက်လွင်နဲ့ဒရိုက်တာအောင်ချမ်းလူတို့ဟာဖမ်းဆီးခံခဲ့ရတာပါဒါအပြင်နိုဝင်ဘာလ၁ရက်နေ့မှာဒရိုက်တာဇက်ဗျူထွန်းသက်လွင်ဖမ်းဆီးခံခဲ့ရတဲ့သတင်းပို့စအောင်မှာကွန်မန့်ဝင်ရေးသူကိုပါဖမ်းဆီးဖို့အတွက်စစ်လော်ဘီချန်နယ်တွေက အများပြားလှုံ့ဆော်နေတာကိုတွေ့ရှိရပါတယ်ဒီအချက်တွေကိုကြည့်မယ်ဆိုရင် ဆက်အုပ်စုနဲ့လော်ဘီတွေဟာရွေးကောက်ပွဲမှာမဲရရေးအတွက်စန့်ကျင်သူတွေကိုပါဒလန်းဆိုပြီးဝါရဖြန့်ရေးသားမှုတွေလှုပ်ဆောင်နေသလိုရွေးကောက်ပွဲဖြစ်မြောက်အောင်ပြည်သူကိုချင်းချောက်တဲ့နီးလန့်မှာထဲ့သုံးပြီးလှုပ်ဆောင်နေတာထင်ရှားနေပါကြောင်းလူမှုကွန်ရက်သုံးဆွဲသူတွေသတိပြုနိုင်အောင်တင်ပြပေးလိုက်ရပါတယ်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယင်းနီယာ IIMM ရဲ့အကြီးအကဲက မြန်မာနဲ့ပတ်သက်ပြီးသတင်းတူသတင်းအမှားတွေပြောကြလို့ပြည်သူတွေကရှုံချနေတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ကိုတက်၊မင်းတင်၊နောင်ရွဟစ်တိုင်း၊ဟန်ငင်းဦးနဲ့ကကဟန် Telegram Channel တွေကနေအော်တိုဘားလ29ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြည့်နှက်မှုလည်းများပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ IMM အကြီးအကဲဖြစ်သူ Nicholas Khunjan ကအော်တိုဘားလ28ရက်နေ့မှာကျင်းပတဲ့ ကိုလအထွေထွေညီလာခံတတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးထုတ်ပြန်ပြောဆိုခဲ့တာရှိပါတယ်။ IIMM အကြီးအကဲနီကိုလတ်စ်ခွန်ချန်ကမြန်မာစစ်တပ်ဟာသူတို့ဖမ်းဆီးထားတဲ့သူတွေအပေါ်နှိပ်စက်တာလိန်ပိုင်းဆိုင်ရာကျူးလွန်တာတွေလှုပ်ဆောင်ခဲ့ပြီးအဲ့ဒီကျူးလွန်ခဲ့တဲ့မြန်မာစစ်သားနဲ့တပ်မှုတွေကဘသူဆိုတာတသက်အထောက်ထားရရှိထားပြီးဖြစ်တယ်လို့ပြောဆိုခဲ့တာပါ။ဒီလိုထုတ်ဖော်ပြောဆိုချက်ကိုလွတ်လပ်ပြွင့်ကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IMM အကြီးအကဲရဲ့ထုတ်ပြန်ချက်ကိုလည်း IMM ရဲ့တရားဝင် website မှာအပြည့်အစုံဖော်ပြထားပြီးတက်တည်ထွက်ဆိုချက်ပေါင်း600ကျော်အပါဝင် အထောက်ထားအရင်းမြစ်1300ကျော်နဲ့ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့လည်းပါရှိပါတယ်စစ်တပ်ဟာစစ်အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ပြည်သူတွေအပေါ်ဖိနှိပ်မှုအမျိုးမျိုးလှုပ်ဆောင်ခဲ့တဲ့အပြင် လက်ရှိအချိန်ထိလည်းကျူးလွန်နေဆဲဖြစ်တာကိုကိုတွေ့ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ပြောဆိုချက်တွေနဲ့အတူလွတ်လပ်ပြောင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာအများပြဖော်ပြခဲ့ပြီးဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ရမှာလဲလူနေအိမ်တွေစာတင်ကျောင်းတွေဆေးရုံတွေနဲ့ဘာသာရေးအဆောက်အုံတွေကိုတိုက်ခိုက်နေတာဖြစ်တဲ့အပြင်ဖမ်းဆီးထားသူတွေကိုလည်းရိုက်နှက်နှိပ်စက်ခဲ့တာတွေဟာလက်ရှိအချိန်ထိကျူးလွန်နေဆဲဖြစ်ပါတယ်။ဒါအပြင်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုတွေလှုပ်ဆောင်ခဲ့တာတွေဟာလည်း သက်ဆိုင်ရာမြေပြင်ကအဖွဲအစည်းတွေရဲ့စုံစမ်းထုတ်ပြန်ချက်သတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရသက်သေပြချက်တွေဖြစ်နေတာပါဒါကြောင့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညာ IMM ရဲ့အကြီးအကဲကမြန်မာနဲ့ပတ်သက်ပြီးပြောဆိုချက်တွေကမှန်ကန်တဲ့အချက်လက်တွေဖြစ်တာထင်ရှားနေပါတယ်။ဒါကြောင့်စစ်အုပ်စု lobby တွေကမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညာ IMM ရဲ့အကြီးအကဲကမြန်မာနဲ့ပတ်သက်ပြီးသတင်းတုသတင်းအမှားတွေပြောကြလို့ ပြည်သူတွေကရှုံချနေတယ်ဆိုပြီးဖြန့်ဝေနေတာဟာတံပြန်ဝါဒဖြန့်တဲ့အနေနဲ့ရေးသားမှုတက်တက်တာဖြစ်ပါတယ်။ online user တွေအနေနဲ့ online ပေါ်မှာဒီလိုသတင်းမှန်တွေအပေါ်မှားယွင်းကြောင်းပြန်ပြောင်းရေးသားဖြန့်ဝေမှုတွေလည်းရှိနေတာမို့လို့တွေ့သမျှမယုံကြည်ကြဖို့နဲ့အထူးသတိထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရှင်ဆန္ဒတိကရဲ့ဩဝါဒဆိုပြီး2025ခုနှစ် အောက်တိုဘာလ28ရက်နေ့ရက်စွဲနဲ့အတူဖြန့်ဝေနေတဲ့ရုပ်သံဖိုင်ကိုစစ်ဆေးပေးပါမယ်။ True Wave Media, Min Din, Naung Yu Hit Tai, Shwe Myo Daw News Telegram Channel တွေနဲ့ True Wave 02 TikTok ကနေအောက်တိုဘာလ28ရက်နေ့ကဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဒီဖြန့်ဝေနေတဲ့ရုပ်သံဖိုင်မှာရွေးကောက်ပွဲမဲစင်းကြည့်ပြီးမဲပေးဖို့မဲမပေးရင်အကုသို့ဖြစ်တယ်ဆိုတာမျိုးမိတ်ဆိုထားတဲ့အပိုင်းကိုတီးတန့်ဖြတ်တင်ထားပြီးရေစာနဲ့ရက်စွဲတတ်ထားတာတွေ့ရှိရပါတယ်။ ဒီဖြန့်ဝင်နေတဲ့ရုပ်သံဖိုင်နဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာဖြန့်ဝင်နေတဲ့ရုပ်သံဖိုင်ဟာ VOA Burmese မှာ2015ခုနှစ်ဇူလိုင်လ4ရက်နေ့ကတင်ထားတဲ့ရုပ်သံဖိုင်ဖြစ်တာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။အရှင်ဆန္ဒတိကနယ်တွစ်ဆုံမင်းမြန်ကန်ဖြစ်ဦးကျော်စန်းသာက တင်ဆက်ထားတာဖြစ်ပြီး2015ခုနှစ်ရွေးကောက်ပွဲအနည်းမြမရွေးကောက်ပွဲနီးကပ်လာချိန်မှာတင်ဆက်တဲ့မင်းမြန်ကန်ဖြစ်တာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဗီဒီယိုအပြည့်စုံက12မိနစ်နဲ့14စက္ကန့်ရှိပြီးလက်ရှိဖြန့်ဝေနေတဲ့ပြောစကားကတော့10မိနစ်နဲ့25စက္ကန့်မှာအရှင်ဆန္ဒတိကကဦးကျော်ဇန်သာရဲ့မင်းမြန်မှုကို ပြန်လည်ဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။အရှင်ဖျားအခုမြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အရှင်ဖျားဘာများမင်းစရာကြံပါလဲဖျား။အခုလောလောဆယ်အရေးကြီးဆုံးမှာကြားချင်တာကတော့ နိုင်ငံသူနိုင်ငံသားအားလုံးတရားမကြံမဲစင်းကြည့်ပြအောင်ကြည်ပါလို့ပဲမှာကြားချင်ပါတယ်ဒီမဲစင်းမှာအမှားရွေးနေတဲ့တိတ်ကိုများလုံးအကြည့်နေတယ်ဆိုတာသိရတဲ့အတွက်ကြောင့်ဒီကိုယ့်ရဲ့မဲပေးပိုင်ခွင့်မဆုံးရှုံးမှုအတွက်မဲစင်းကြည့်ပြအောင်ကြည်ပါလို့ပြောချင်ပါတယ်ဒီလူတစု ကောင်းကျိုးကိုပဲဦးစားပေးတဲ့သူတွေတိုင်းပြည်ကိုဥမဆောင်မဲနဲ့လူထုကောင်းကျိုးကိုဦးစားပေးတဲ့လူတွေတိုင်းပြည်ကိုဥဆောင်စေခြင်းနဲ့ဆိုရင်အခုလောလောဆယ်မဲစင်ကြည့်ပြအောင်ကြည့်ပါမဲပေးအမဲဗီကောက်ပွဲရောက်တဲ့အချိန်မှလည်းပဲမဲပေးခွင့်ရှိသူတိုင်းမဲပေးပြအောင်ပေးပါလို့ပဲဦးစင်းနေနဲ့ပြောချင်ပါတယ်ဒီလိုပြောလိုက်တော့နိုင်ငံရေးစကားလို့ထင်မယ်ဘာသာရေးစကားဖြစ်အောင်ဘာသာရေးနယ်ပယ်ကစကလုံးပါမလက်ခံနိုင်မယ်ဆိုရင်တော့နိုင်ငံသားတွေကဖြစ်နေပြီးတော့မဲဆင်းသွားမကြည့်ဘူးမဲမပေးဘူးဆိုရင်အဲ့ဒါအကုသို့ပဲမဲဆင်းသွားကြည့်တယ်မဲသွားပေးတယ်ဆိုရင်ကုသို့ပါပဲလို့ပြောချင်ပါတယ် ဒီဗီဒီယိုနှစ်ခုကိုရှင်ကြည့်မယ်ဆိုရင်လက်တလောဖြန့်ဝင်နေတဲ့ရုပ်တံဟာမူရင်းဖိုင်ကို crop လုပ်ပြီးပြုပြင်ထားတာထင်ရှားနေပါတယ်။ဒါကြောင့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အရှင်စနာတိကရဲ့ဩဝါဒဆိုပြီး2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ရက်စွဲနဲ့အတူဖြန့်ဝင်နေတဲ့ရုပ်တံဟာရုပ်တံဖိုင်အဟောင်းကိုရေစာနဲ့နေဆွဲတတ်ထားတဲ့အပြင်မူရင်းဖိုင်ကိုလိုဒရို crop လုပ်ပြီးဖြန့်ဝင်နေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ 2015ခုနှစ်ရွေးကောက်ပွဲအတွက်တွိတ်ဆုံမင်းမြန်းခဲ့စဉ်ကမိတ်ဆိုခဲ့တာကိုစစ်အုပ်စုပြုတ်လုံမဲ့ရွေးကောက်ပွဲအတွက်ပြောဆိုသည်အောင်ဝါရဖြန့်နေတာသာဖြစ်ပါတယ်။ဒါကြောင့်မီဒီယာအယောင်ဆောင်တဲ့စစ်အုပ်စု lobby channel နဲ့အပေါင်းပါ lobby channel တွေရဲ့ဖြန့်ဝေမှုတွေကို အထူးသတိထားကြဖို့နဲ့တန်တရားရှိပါက DVB ဖက်ချက်ကိုမင်းမြန်းကြဖို့အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ပီဒီအက်ဖ်တွေက ပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးတယ်ဆိုပြီးဓာတ်ပုံသုံးပုံနဲ့အတူဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မိုင်းဝေ Telegram Channel ကနေ November 1ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီဖြန့်ဝေနေတဲ့ဓာတ်ပုံတွေကိုစစ်ဆေးကြည့်တဲ့အခါမှာပထမဆုံးဓာတ်ပုံဟာဘိတ်ကော့တောင်းလမ်းမကြီးပေါ်မှာရှိတဲ့မဇောကျေးရွာအုပ်စုတကံရွာက ဖြစ်စဉ်ဖြစ်ပြီးအဲ့ဒီရွာကတိုးဂိတ်ကိုတော်လှန်ရေးအဖွဲ့တွေမိရှို့ဖျက်ဆီးခဲ့တာကို လွတ်လပ်ပြန်ပြီးစိတ်ချတဲ့သတင်းဌာနတွေမှာ2023ခုနှစ်အတွင်းကရုပ်သံဖိုင်နဲ့အတူသတင်းဖော်ပြထားတာပါဖြန့်ဝင်နေတဲ့တပ်ပုံဟာရုပ်သံဖိုင်ကနေ screen shot ယူထားတာဖြစ်ပြီးမီးရှို့ခံရတာဟာတိုးဂိတ်ဖြစ်ပြီးပြည်သူပိုင်နေအိမ်မဟုတ်ပါဘူးဒါအပြင်တော်လှန်ရေးဘော်3ဦးနဲ့အတူမီးလောင်နေတဲ့နောက်ခံပါဝင်တဲ့တပ်ပုံကိုစစ်စစ်ကြည့်တဲ့အခါမှာလဲအဲ့ဒီတပ်ပုံက2023ခုနှစ်အတွင်းက လောင်းလုံးမြို့နယ်တကြတော်ကျေးရွာကစစ်တပ်နဲ့ရဲတွေဆွန့်ခွာသွားတဲ့နေမြေကန်ရဲစခန်းကို PDF အဖွဲ့ကဝင်ရောက်ပြီးမီးရှို့ခဲ့ကြတာကို TVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါဗျ။နောက်ဆုံးတပ်ပုံကတော့2024ခုနှစ်အတွင်းကတောင်တာမြို့နယ်နတ်တောင်တာမြို့နယ်နတ်ဆောင်ကျေးရွာကစစ်ကောင်စီရဲ့ခိတ်ကို PDF အဖွဲ့တွေမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တာကိုလွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာ တရင်နဲ့အတူဖော်ပြထားပါတယ်။ဒါကြောင့်ဆင်အုပ်စု lobby တွေဖြန့်ဝေနေတဲ့မိရှို့နေတဲ့တပ်ပုံတွေထဲကအဆောက်အဦတွေဟာပြည်သူနေအိမ်တွေမဟုတ်ဘဲဆင်အုပ်စုနဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတွေရဲ့အဆောက်အဦတွေသာဖြစ်တာထင်ရှားနေပါတယ်။ PDF တွေကပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးနေတဲ့ဆိုတဲ့စာသားနဲ့အတူ ဖြန့်ဝေနေတဲ့တပ်ပုံ၃ပုံလုံးဟာဝါရဖြန့်တဲ့အမှားသာဖြစ်ပါတယ်။ ာပြောင်းလဲနေတဲ့ KC ထဲမှာ online သုံးဆဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ်အချိန်ဖြစ်ပါတယ်။ social media ပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DPP Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ဖတ်ချက်ကြပါလို့သတင်းစကားပိုင်းနဲ့ DPP ဖတ်ချက်အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။